ဗီနာအန်နီအတော်ကြီးတဲ့ရဲ့ကြည့်နေတာကြာပြီလိုအပ်လို့စကားခေါ်ပြောတဲ့အချိန်ထိုင်မှလို့ပြောရလေးစားသွားတယ်တဲ့ကုလနိုင်ငံသားနဲ့ပေါင်းလာနဲ့20ကျော်ပြီပေါ့နော်အခုမြန်မာစိတ်ထားကောင်းရင် ဘလို့ဆိုပြအဲ့လိုမျိုးဆက်ရေးထားပါတော့အဲ့တော့အဲ့ဒါဆိုလို့ရှိရင်လည်းမြို့သူတို့ကပြောမယ်ဆိုရင် NEA ကဓမင်းဟင်းချက်ပေးတယ်ကိုရီအိမ်မှာဆိုလို့ရှိရင်ဒါအလုတ်သမားလို့တော့မသုံး NEA ဆိုလို့ရှိရင် NEA သမီးရလေးအဲ့အဲ့လိုမျိုးပြောတာအကိုဆိုလို့ရှိရင်လည်း NEA NEA သားလေးဆိုပြီးကိုရီကကိုရီကိုကိုရီသမီးသားအဲ့လိုသုံးပြီးတော့ကိုယ့်အိမ်မှာဓမင်းချက်ပေးတယ်ဆိုပေမဲ့လေလူကြီးတယောက်လို့အတော်တယောက်လို့ဆက်ဆန်းတာအဲ့တော့အလုတ်သမားဆိုလို့အောက်မှာထိုင်ခိုင်းတာလည်းမဆိုင်ဘူး အနေအဆိုလို့ရှိရင်ကိုရီနဲ့အဲဘယ်လိုပြောမလဲဒန်းနူထိုင်နေဒန်းနူစကားပြောတယ်မဟုတ်တခုခုစားမယ်ဆိုလို့ရှိရင်တော့အနေအကိုအရင်ဖယ်ပြီးတော့မှကိုရီးယားစားတယ်အဲ့လိုမျိုးတွေတော့လောက်တယ်တော့အဲ့တော့ဘယ်လိုလဲဆိုတော့မြန်သူတို့က မြင်းသူနဲ့ကလေးရေနဲ့အတူတူထိုင်ပြီးစားတဲ့အချိန်တွေလည်းရှိတာပဲကျမ်းမြင့်မှာတပြေးတယ်เนาะကျမ်းမြင့်မှာတပြေးတယ်အတူတူထိုင်ပြီးစားတဲ့အချိန်တွေလည်းရှိတာပဲကိုကတော့ခါးနာတက်တဲ့သူမို့လို့ဒီဆိုဖာပေါ်မှာတက်ထိုင်နေအချိန်တွေလည်းရှိတာပဲပြီးရင်တစ်ခါတလေကျရင်ကလေးတွေကသူတို့ဘက်သူတို့အောက်မှာနေရတာကြတော့လွတ်လပ်တယ်ကွာပော့ပါတယ်ကွာပြီးရင်နောက်တစ်ခုဘာလဲဆိုတော့ဟိုသူတို့ကိုယ်တိုင်ဟိုဟာ ရိုသေလေးစားမှုရှိတဲ့အတွက်ကြောင့်မလို့ဘတော်မှကိုရီနဲ့ဒန်းနူလိုက်မထိုင်ဘူး။ဒါပေမဲ့တခါတလေကြားလို့ရှိရင်လည်းဒန်းနူထိုင်နေတဲ့အချိန်လေးလည်းရှိတာပဲ။ဒါကြီးတွေကအဲ့လိုကြီးတကူးတကကြီးကအပေါ်အောက်ထိုင်နေလို့လည်းသူတို့ခွဲခြားနေရလည်းမဟုတ်ဘူး။ခွဲခြားပြီးတော့မှဆက်ဆံနေရလည်းတကူးမှမရှိဘူး။နှိမ်နေရလည်းတကူးမှမရှိဘူး။ဒါပေမဲ့ကိုရီမိသားစုစိတ်သက်ရှိပြီးဘလို့ဘလို့သူတို့တွေနဲ့နေတယ်ဆိုတဲ့ဟာတော့မမြင်မဲနဲ့ဒီအပေါ်အောက်ထိုင်တဲ့ကိစ္စကိုပဲပြောနေကြတာတိလားအဲ့တော့အနီအေးဆိုလို့ရှိရင်လည်းဒါပြောမယ်ဆိုရင်ကိုယ့်စီမှာအလုံးလုံးတဲ့သူပဲ ဒါပေမဲ့အဲ့အနေအေးဆိုရင်ကိုရီထက်အသက်ကြီးရယ်လေအဲ့လိုအသက်ကြီးရဲ့သူကိုကြတော့ကိုအောက်ထိုင်ထိုင်မှာဆိုပြီးတော့မပြောသင့်တယ်လို့မျိုးအဲ့လိုမျိုးလည်းမလောက်ခိုင်းအနေအေးကိုဆိုရင်လည်းကိုရီလေးလေးစားဆက်ဆန်တယ်အဲ့ဒါကြတော့အကောင်းမမြင်ဘူးသိလား အခုဒါရေးပေးတဲ့သူကတော့ဒါလေးကိုတွေးတဲ့အတွက်ကြောင့်မလို့တကယ်ကျေစုတင်တာဘာဖြစ်လို့လဲဆိုအဲ့ဒီချိန်တော့ဆိုရင်မင်းတို့ကကလေးနဲ့ပြောနေချိန်မှာကလေးကမထနိုင်တော့သူအောက်မှာပဲနေတယ်အဲ့တော့ကျန်တဲ့ကလေးတွေကကြတော့လေကိုရီးယားစကားပြောနေတာဆိုတော့အောက်မှာပဲနေပြီးတော့မှထိုင်ရတယ်ကွယ်တိလာအနီအေးကြတော့လေကိုရီးယားစကားပြောမယ်ဆိုအနီအေးလာဘေးမှာထိုင်ဆိုပြီးပြောလိုက်တာပဲတိလာအဲ့တော့ဘလိုကြီးပဲနေနေအပြစ်မြင်တဲ့သူကမြင်ကိုမြင်နေတာအပြစ်ကိုဖြစ်နေတာအဲ့တော့မင်းတို့အနေနဲ့ကတော့ ဘသူကောင်းကောင်းမကောင်းကောင်းကိုကောင်းနေတယ်ကိုသူတို့ဘောမှာဘလို့စိတ်ထားလဲဆိုတာကကိုရီအသိဆုံးပဲအဲ့တော့သူများသိဖို့မလိုဘူးရှိနေတဲ့လူတွေသိဖို့လိုတာ ဲ့တော့ရှိနေတဲ့သူတွေကဒီတန်မှုကိုတိပြီးတော့သူတို့ကကိုယ်စီမှာအလုံးများများအဲကြကြလုံးမယ်သူတို့ရဲ့ဘဝရှိရေးတွေပိုပြီးတိုးတက်သွားအောင်လို့ကိုယ်လည်းအများကြီးစဉ်းစားပေးထားတယ်ကိုယ်လည်းလုပ်ပေးခွင့်ရမယ်အဲကိုယ့်လုပ်ငန်းအတွက်ဆိုရင်လည်းသူတို့ကအကျိုးရှိတယ်လို့မျိုးသူတို့အတွက်ဆိုရင်လည်းကိုယ်ကအကျိုးရှိတဲ့သူမျိုးပဲဖြစ်စင်တာနှစ်ဦးနှစ်ဖက်ဒါမှကိုင်းကျွမ်းမီကျွမ်းကိုင်းမီအတူတူတိုးတက်ကြမှာနော်ကလေးတွေဆိုတာလည်းအခုအသက်20ကျော်လေးတွေကိုယ့်စီမှာသူတို့ရဲ့ငယ်ရွယ်မှုတွေသူတို့ရဲ့အချိန်တွေကိုလာပြီးတော့ယင်းနှိမ့်မြုံနေပြီးတော့လှုပ်ထားဖြစ်တဲ့အတွက်ကြောင့်သူတို့နောင်ရည်အတွက်မိသားစုနဲ့ခွဲပြီး ီးတော့လာနေရဖြစ်တဲ့အတွက်ကြောင့်မလို့မိသားစုလိုစိတ်မျိုးလေးထားပေးတာအဲ့တော့မိသားစုလိုမျိုးစိတ်ထားပေးတယ်မိဘလိုစိတ်ထားပေးတဲ့အခါကျတော့ယိုသေးလေးစားတတ်တဲ့ဘယ်ကလေးရမှာကွာတိလာစော်ကားမော်ကားပုံစံမျိုးနဲ့မနေဘူး အဓိကအဲ့ဒါပဲအဲ့ဒါကိုအာဘာဒီမန်းလည်းမသိဘူးကွာအဲ့ထိုင်နေတဲ့ကိစ္စကိုပြောနေတာကိုရီလင်မြကကားအစီးတန်းဖြစ်ထားတော့ခါနာနေတော့မြတ်သူဆိုရင်တော့မှတခါတလေသူ့နဲ့တပြေးတည်းသွားထိုင်ပြီးခါနာတော့အပေါ်မှာပြောင်းထိုင်တာမျိုးလည်းရှိတာပဲပေါ့နော်အဲ့တော့ဒီမန်လေးကျတော့ဟိုအနီအေးဘေးနားမှာရက်နေရနေပြောမှဘေးမှာဝင်ထိုင်တာကိုသတိထားမိတဲ့အတွက်ကြောင့်မလို့တကယ်ကျေးဇူးအများကြီးတင်တယ်လို့စကားကြီးမျှော်အများကြီးပြောမိပါ යි ကျေးဇူးအများကြီးတင်ပါတယ်လို့နော်အရင်ပြောချင်လို့ဘလို့နေနေကိုအပြစ်မလွတ်ဘူးဖြစ်နေလို့အဲ့ကြောင့်ပြန်ပြီးလိုက်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်